ခင်ဗျားတို့ထီထိုးခြင်းလားရင်ခုန်ခြင်းလားထီပဲထိုးမနေနဲ့เนาะထီထိုးရဆိုတာပောက်ဖို့ခက်တယ်ခင်ဗျားရင်ခုန်ခြင်းနေเนาะအဲ့ဒါမျိုးလောင်းကစားတွေပါလေစိတ်ဝင်စားတယ်ဆိုရင် Remy Double 4 Pro ဝယ်လိုက်ဟုတ်ကဲ့အာကျွန်တော် intro မှာပြောခဲ့တဲ့ဟာဘာကြောင့်လဲဆိုတာကိုကျွန်တော်နည်းနည်းလေးရှင်းပြခြင်း Remy Double 4 Pro ကိုကျွန်တော်စမ်းကင်နေတာအခုဆိုလို့ရှိရင်၃ဘတ်လောက်ရှိပြီပေါ့เนาะဒီ၃ဘတ်လောက်အတွင်းမှာကြုံရဆုံရတာတွေအများကြီး အများကြီးရှိတယ်။ကျွန်တော်ဒီဖုန်းကိုတည်တည်ချာချာလေးကိုစမ်းသုံးပေးထားတယ်။အဲ့လိုစမ်းသုံးပေးထားတာလေအဓိပ္ပာယ်တော့ရှိတယ်ပေါ့နော်။အလကားနေအလကားအကြာကြီးစမ်းသုံးထားတာတော့မဟုတ်ဘူး။တာဘူ series ဆိုတော့မြန်မာနိုင်ငံလူတွေလူကြိုက်များမယ်။ဆိုတော့ငါရဲ့ review ကတိကျဖို့လိုတယ်၊ common ဖို့လိုတယ်။ဆိုပြီးတော့ okay နည်းနည်းပို့ပြီးတော့ in depth ဖြစ်ဖြစ်လေးသွားမယ်ဆိုပြီးတော့ကိုရီးယားစမ်းကင်တာပေါ့။စမ်းကင်တဲ့အချိန်မှာကျွန်တော်ရဲ့ experience ကလေဘယ်လိုခေါ်မလဲဆိုတော့ roller coaster စီးနေရတယ်လို့ပဲ။ ်ပေါ်ယူတက်သွားလိုက်ဝီးဆိုအောက်ယူကျသွားလိုက်ပေါ်ယူတက်သွားလိုက်အောက်ယူကျသွားလိုက်အဲ့ဒါနဲ့ကျွန်တော် user group တွေဘာတွေလိုက်ကြည့်လိုက်ကြည့်ရခါမှာကျွန်တော်ဘာတွေ့လဲဆိုတော့ဒီကောက်မှာ display error တွေအများကြီးရှိတယ်ဆိုတော့ကိစ္စလည်းတွေ့တချို့ကလည်းမဟုတ်ပါဘူးပေါ့နော်တချို့ကကြတော့လည်းသူတို့ခံလိုက်ရတော့ဟုတ်ပါတယ်ပေါ့ဒါပေမဲ့ဒီ error rate ကဒီဖုန်းတစ်လုံးမှာရှိသင့်ရှိထိုက်တဲ့ပုံမှန် defect rate ထက်တော့ပိုများတယ်ဆိုတာကိုတော့ဒါလက်ခံရမယ်ဆိုလို့ကျွန်တော်ဖုန်းတိုင်းမှာတော့ပြဿနာတက်နေတာမဟုတ်ဘူး ဒါပေမဲ့တချို့ဖုန်းတွေမှာ parking ဖောက်ကတဲ့ကိုက green line ပါညာတို့တုံးနေတာဘလောက်မှမကြသေးဘူး green line ဖြစ်သွားတာတို့အဲ့ဒီကိစ္စလေးရှိတယ်အဲတချို့တုံးနေရင်းနဲ့မှ green line ဖြစ်သွားတဲ့ကိစ္စတစ်ခုကကျွန်တော်ရဲ့စိတ်ထင်ပြောရမယ်ဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့အပူကြောင့် Redmi Double 4 Pro ဆိုတဲ့ကောင်က သူ့မှာတုံးထားတဲ့ SoC က Snapdragon 8S Gen 4ဆိုတဲ့ကောင်လွန်ခဲ့တဲ့တလကြွကြော်နှစ်လလောက်ကပေါ့နော်ဒီဖုန်းထွက်ခါစားအချိန်လုံးကအဲ့ဒီ chip ကလုံးဝ တစ်ဆက်ဆက်တခြားဘယ်ဖုန်းမှမသုံးရသေးဘူးသူတို့ပထမဆုံးသုံးတာဆိုတော့အဲ့ဒီအချိန်မှာသူတို့ optimization တွေပါလေကောင်းကောင်းလုပ်လိုက်ရပုံမပေါ်ဘူးအရန်ကိုပူတယ်ဘလို့အချိန်နေမျိုးတွေမှာဆိုလို့ရှိရင်ပိုတိတာလဲဆိုတော့ကျွန်တော်တို့ 3D mock wildlife extreme stress test တို့ပါတို့လုပ်ကြည့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ minute 20စောင့်ရတယ်ပေါ့နော် um pass အခု20စောင့်ရတယ်ဒီကောက်မှာအခု20ကိုဘယ်တော့မှမကုန်ဘူးဘယ်တော့မှမရောက်သွားဘူးပေါ့နော် 15 pass လောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်ဖုန်းကြီးကတအားပူပြီးတော့အခုလိုပုံကြီးပြပြီးတော့ပူကဲပြီးတော့ဖုန်းကို7မိနစ်လောက်တုံးလို့မရတော့ဘူး။အဲတုံးလို့ရပြီဆိုတဲ့အချိန်မှာလည်းစက်ကြီးကအရင်ထစ်လေးနေတဲ့ကိစ္စမျိုးတွေရှိတယ်။အဲ့လိုအခြေအနေမျိုးတွေမှာဖုန်းရဲ့ဘက်ထရီတွေကလည်းအများကြီး drain သွားတယ်ပြီးတော့ usable မဖြစ်တော့ဘူးပေါ့ဗျာ။နော်ဒါပေမဲ့အဲ့လိုမျိုးဖြစ်လို့เนาะဒီလိုမျိုး icon ကြီးနဲ့တက်ပြီးတော့ပူလာရလောက်အောင်တခြားဘယ်နေရာမှာဖြစ်သေးလဲဆိုဘယ်နေရာမှာမှတော့မဖြစ်ဘူး game တွေဘာတွေအကြ ాయి ဆော့မလားအဆင်ပြေတာပဲအဲ့ဒါမှလည်းဘာမှခက်ခက်ခဲခဲ မဖြစ်နေဘူးပေါ့နော်ပူရာတော့ပူတယ်လက်ထဲမှာကင်ထားလို့တက်တော့တက်တာမဖြစ်ရတော့တဲ့အနေအထားတစ်ခုအထိပူတယ်ဒါပေမဲ့ဟိုဖုန်းကြီးပိတ်သွားရတော့အောင်လုံးဝတုံးစားလို့မရတော့တော့အောင်အထိနော် break ကြီးဖြစ်သွားရတော့အောင်အထိတော့လေမဟုတ်ဘူးโอเคဆိုတော့ ကျွန်တော်ပုံမှန် review တွေနဲ့မတူဘဲနဲ့ပေါ့နော်ဘာဖြစ်လို့ build quality ရေ design တွေဝင်အစင်လိုက်မသွားဘဲနဲ့ဒီလိုပြောလဲဆိုတော့ဒါက Remitter Pro 4 Pro ကိုဝယ်ဖို့စိတ်ဝင်စားနေတဲ့သူတွေအတွက်အကုန်လုံးအတွက်အရေးကြီးတဲ့တည်တည်နဲ့အချက်လို့ထင်လို့ကျွန်တော်နောက်ပိုင်းမှာထည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေမကြည့်ပြမှာဆိုလို့ကျွန်တော်အရှိမတင်ထားလိုက်တာပေါ့နော်ဆိုတော့ဒါ Ega စကချက်ဟမ် Okay ဆိုတော့ video လေးကိုအခုမှတကယ်စလိုက်ရအောင် ဆိုဒီနေ့ဗီဒီယိုဖျက်မြောက်ရေးအတွက်ကျွန်တော်ကို Redmi Turbo 4 Pro ကို Mobile Gallery Bangkok ကနေပြီးတော့ကူညီပံ့ပိုးပေးထားပါတယ်။အာ Mobile Gallery Bangkok မှာဒီလိုမျိုးတရုတ်ဖုန်းနေကွက်ပြောက်ဖုန်းနေเนาะအထူးသဖြင့် Bangkok မှာနည်းနည်းရှာရခက်တဲ့ဖုန်းတွေကိုအဲ့မှာတွားရှာကြည့်လိုက်အဲ့မှာတော်တော်စုံလုံလင်းလင်းရှိတယ်။ Okay ဆိုတော့ကျွန်တော်တို့ရဲ့ထုံးစံတိုင်းမှာ build quality နဲ့ design အနေစမယ်ဆိုလို့ရှိရင် build quality ကတော့ပြောလို့ပြောတာမဟုတ်ဘူး။ကျွန်တော်တော့လက်ခံလို့ရတယ်။ကောင်းတယ်ဆိုတဲ့အနေအထားတစ်ခုမှရှိတယ်။ဘာဖြစ်လို့အဲ့လိုပြောလဲဆိုတော့သူ့ရဲ့ဈေးနဲ့နှိုင်းယှဉ်ပြီးတော့ပြောတာ။ လက်ရှိမြန်မာနိုင်ငံမှာပေါက်ဈေးဆိုလို့ရှိရင်ကျွန်တော်ထင်တယ်12သိန်းဝန်းကျင်လောက်ပဲရှိတယ်။73သိန်းလောက်ရောင်းနေတာကျွန်တော်တို့အများဆုံးပဲတွေ့ရတယ်ပေါ့နော်။အဲ့လောက်ဈေးကြီးနဲ့မှာ Snapdragon 8 Gen 3လောက်နီးပါးကောင်းတဲ့သူတို့နဲ့ရှင်ဖိုက်လို့ရတဲ့ SoC ကြီးနဲ့ဖုန်းတစ်လုံးက plastic body plastic frame နဲ့မဟုတ်နေဘဲနဲ့ဒီလိုမျိုး glass back glass တော့ဟုတ်ချင်မှာဟုတ်မှာပေါ့နော် plastic လည်းဖြစ်ချင်ဖြစ်မှာပေါ့ဒါပေမဲ့ glass back feeling ရတဲ့အနည်းဆုံးတော့ glass back feeling ရတဲ့ back cover နဲ့ aluminum ဘောင်နဲ့ကတော်တော်လေးအနှိမ့်ကြတယ်ကြည်ကြည်လေးလေးရှိတယ်အောင်တောင်လင်းလင်းရှိတယ်ဘယ်လိုပြောရမလဲဒီဇိုင်းမှာတော့ဒီများများဆဆကျွန်တော်ရှင်းပြနေစရာကိုမလိုတာအရန်ကိုရိုးရှင်းနေသူ့ရဲ့ဒီဇိုင်းကအအခုရှိတာကဒီကင်မရာနေရာပေါ့နော်အဲ့ကင်မရာနေရာကတော့ကင်မရာ ring ကြီးတွေကအကြီးကြီးတွေအထက်ကကင်မရာလေးတွေက ်သေးလေးတွေဆိုတော့ဘာဖြစ်လို့အဲ့လိုကြီးကြီးနေလဲဆိုတော့ပထမတစ်ချက်ကတော့သူတို့ကမိုက်တယ်ဆိုတော့ခံစားချက်ဖြစ်စေခြင်းလို့ပေါ့နော်အဲနောက်ထပ်တစ်ချက်ကကြတော့သူ့မှာမီးပါမီးမီး RGB မီးပါโอเคဆိုတော့ backlight effect ထဲမှာကျွန်တော်တို့ဖုန်းဝင်ရင်တို့နော် notification ဝင်ရင်တို့ဒါမျိုးမှာမီးကိုလင်းခိုင်းလို့ရတယ်အဲ့ဒါလင်းခိုင်းတာကလည်းနော်ကျွန်တော်တို့ကဒီမှာ color တွေ change လို့ရတယ် and color 2ရောင်2ရောင်3ရောင်4ရောင် 9ရောင်6ရောင်9ရောင်ရမယ်အဲ9ရောင်ကိုမှမကျွန်တော်တို့က brightness တွေပါလေလေလိုရှော်လို့ရတယ်လင်းထားမလားအဲဒီလောက်လေးပဲထားမလားလင်းထားမလားအဲ့ဒါရွေးလို့ရတယ်ပေါ့နော်ဒါကအာ turbo 4မှာလည်းပါခဲ့တဲ့ feature ပါအမ် turbo 4မှာတော့တို့ global launch လုပ်တဲ့အခါမှာ X7 Pro အနေနဲ့ launch လုပ်တဲ့အခါမှာအဲ့ဒါတော့မပါလာဘူးပေါ့နော်ဆိုတော့ဒီကောင်လေး အာ global launch ဖြစ်လို့ရှိရင်တော့ဒီ feature ပါလာခြင်းမှပါလာမယ်ပေါ့ Okay so တော့အာအလေးချိန်နေအထူတွေဘယ်လိုနေမလဲဆိုထူတာတော့နည်းနည်းထူတယ်နည်းနည်းထူတယ်ဆိုတော့အလေးချိန်နေအထူတွေကိုကျွန်တော် hot mix မှာ ပြပေးထားတယ်လေးရောလေးလားဆိုတော့လေးတယ်နော်လေးတယ်အဲ 220g နီးပါးဆိုတော့အာတော်တော်လေးလေးတဲ့အထက်မှာပါတယ်ဆိုတော့အလကားနေရင်လေးတာတော့မဟုတ်ဘူးညဒီကောက်မှာ battery က8550 mAh ပါတယ်ကျွန်တော်ဖုန်းတစ်လုံးမှာမြင်မှုသမျှထဲမှာတော့ဒါအကြီးဆုံးပဲဒါပေမဲ့ တက်နာပါလဲဆို8550ဘိုးခံနေလို့ကျွန်တော်လုံးဝမထင်ဘူး Xiaomi fan တွေ Redmi fan တွေကတော့ကျွန်တော်ဒီ video တင်ပြရင်ကျွန်တော်တော်တော်အဆဲခံရမှာတော့မြင်အောင်လေဒါပေမဲ့ကျွန်တော်မြင်တဲ့မြင်ကိုပဲပြောပြ8000ဘိုးမခံအောင်တကယ်ပြောတာတခြားသောဖုန်းတွေရဲ့6000 6500တော့အဲ့ဒါတွေပိုခံတယ်လို့လုံးဝမခံစားရအောင်ဆိုတော့ဘာနဲ့တူနေလဲဆိုတော့ဒီကောင်ကသူ့ရဲ့ efficient မဖြစ်တဲ့သူရဲ့ battery saving နေเนาะ efficient မဖြစ်တဲ့ soc တွေအဲ့ဒါတွေကို brute force လုပ်ပြီးတော့ battery အတုံးကြီးထည့်လိုက်ပြီးတော့သူများတွေလောက်တော့ဒန်းတူခံအောင်လို့လုပ်ပေးထားတဲ့ကောင်မီးလို့မြင်တယ်။တန်မာလားဆိုတန်မာတယ်။ညံရှိလားဆိုရင်တိတ်ညံမရှိဘူး။လူရိုင်းတွေလို့ပြောတယ်ကွာ။ကောင်ကြီးထူတော့ထူတယ်ဒါပေမဲ့ညံတော့တိတ်မကောင်းစမတ်တော့တိတ်မဖြစ်အဲ့လိုပုံစံမျိုးခံစားရတယ်ပေါ့နော်။နည်းနည်းတောဆန်တယ်ပေါ့ဗျ။ Okay ဆိုတော့ battery မှာဘလောက်ကြီးကြီးပါနေရတာမှမဘလောက်ပဲခံနေဆိုရင်ဒီကောင်သား global version ဘယ်လို အမ်ပြန်ပြန်ဟုတ်ကဲ့ဆိုတော့ဘက်ထရီတလောက်ကြီးကြီးပါတာတော့မှပဲဒီကောင်ဘက်ထရီကတလောက်ပဲခံနေဆိုရင် global version ထွက်လာလို့ turbo 4ကလိုပဲအဲဘက်ထရီထက် short ခံရမယ်ဆိုရင်ဘက်ထရီခံပါတော့မလားပေါ့နော်အဲ့ဒါလေးတော့စိတ်ပူမိတာတော့အမှန်ပဲ okay ဆိုတော့အရှိဘက်ကိုကျွန်တော်တို့ဆက်ကြည့်မယ်အရှိဘက်မှာသူ့ရဲ့ display က6.83 inches ရှိတယ် 1080p plus 120hz display အာ peak brightness နဲ့အနေနဲ့က3200 nits နဲ့ high brightness မှုမှာ1800 nits အထိရတယ်ဆိုတော့ display ကလည်းတော်တော်ကောင်းတဲ့ display ပဲအလိုမှကိုမထင်ရတာဒီဈေးနဲ့မှာဒီလောက်ကောင်းတဲ့ specification တွေဒီလောက်ကောင်းတဲ့ display တွေဘယ်လိုများထည့်ပေးထားနိုင်လဲဒီကောင်းနေအလှူများပေးနေသလားလို့တော့ထင်ရတော့အောင်ကိုကောင်းတယ်တန်တယ်ဆော့ကတက်စရာလေးတစ်ခုပဲရှိတယ် fingerprint နေရာအောက်ကိုအရမ်းရောက်အရမ်းကိုရောက်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီလောက်မှရှိတာမဟုတ်ဘူးဒီလောက်လောက်မှရှိမှာဟုတ်ဒီလောက်ရောက် အတော့တော်တော်ဖြစ်အဲ့ကြီးများတာပါကြီးများတာပါဒါပေမဲ့လက္ခဏာနေလက္ခဏာကြီးများတာမဟုတ်ဘူးအဲ့လိုအောက်ရမ်းရောက်တော့နော်ညာဘက်နဲ့နော်ဒီကောင်ကို fingerprint ကိုဖွင့်တော့မယ်ဆိုလို့ရှိရင်ဖုန်းကိုဒီလိုအမြဲအလိုကြီးအောက်ကြီးကိုဆင်းပြီးတော့မှသွားရတာဆိုတော့ဖုန်းကဒီလိုကျုပ်ကြသွားနိုင်ကြ chance နည်းနည်းပုံများတယ်ဟုတ်ကဲ့အလကားနေရင်လကားဆိုတော့ကတက်တာမဟုတ်ဘူးနော်အကြောင်းရှိတယ်ဆိုတော့ display ရတော့ပုံစံပုံစံတော့ကောင်းတယ်အာ ရန်ဖန်ရန်ခါ green line error လေးတွေကြုံရတတ်တာလေးတခုပဲပေါ့ပြောပါလေဒီတို့ရသလိုပဲလို့ဆိုတော့သူ့ရဲ့ SOC အကြောင်းကိုဆက်ပြောရအောင်ဘာလို့လဲဆိုတော့ဒီကောင်းရဲ့နောက်ထပ်အကြီးမားဆုံးအသာချက်က Snapdragon 8S Gen 4ဆိုတဲ့သူ့ရဲ့ SOC ကြောင့်သူ့ရဲ့ performance က Snapdragon 8 Gen 3လောက်နဲ့ကိုအတူတူပဲ performance ကတော်တော်ကောင်းတာဒီလား8 Elite ပြီးရင် Snapdragon နဲ့မှာဒီကောင်းကောင်းဆုံးပဲပေါ့နော်အမ် ဒါပေမဲ့အဲ့လောက်ကောင်းတဲ့အခါကျတော့ပါပါစားလည်းများတယ်အပူလေးလေးတော့များတယ်ကျွန်တော်ရှေ့မှာတော့ပြောခဲ့သလိုပဲ benchmark တွေဆိုရင်အဆုံးထိတိုင်းလို့မရဘူးเนาะဒါပေမဲ့ gaming မှာတော့အဲ့လိုမျိုးမရှိနေဘူးရယ်အဆင်ပြေသားပဲ gaming မှာတော့လေဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြမယ် okay mobile legends ဆို game မျိုးကတော့ဒီ soc ကိုဒီကောင်အဆုံးအထိ push မလုပ်နိုင်ဘူးပေါ့နော် power sa မှာကြည်လိုက်ရင်တိတာတယ် အဲဒီကောက်မှာ2.76 watt ပဲစားတယ်ပေါ့နော်ပြီးတော့ FPS ကလည်း60မှာလုံးဝ lock နီးပါးရတယ်အာ minimum အဆုံးထိဆင်းသွားတာဆိုလို့ရှိရင်58ရာခိုင်နှုန်းပဲရှိမယ်5% low မှာ59.6ဆိုတော့ smoothness မှာ100%နော်လုံးဝမထစ်သွားဘူးဆိုတဲ့သဘောပဲအဲကျွန်တော်တို့ဒါအကြာကြီးစမ်းပြီးတော့ဆော့တာတော့မဟုတ်ဘူးဒါပေမဲ့ဘလောက်ကြာကြာပဲစမ်းဆော့ဆော့60မှာတော့ညိနေမှာပဲပေါ့နော်ကျွန်တော်တို့10မိနစ်စမ်းဆော့တာမှာတော့သူ့ရဲ့ temperature က45ဝန်းကျင်ကနေပြီးတော့ เนาะ40ဝင်းကျင်လောက်အထိအဲအဲ့လောက်ထိသွားတယ်ဆိုတော့ Mobile Legend ဆော့တဲ့နေရာမှာတော့ဖုန်းကနည်းနည်းပူတင်တာထက်တော့နည်းနည်းလေးပူတယ်လို့ခံစားရတယ်ဗောနော် Okay PUBG PUBG ကတော့ဒီကောင်းကိုနည်းနည်းပို့ပြီးတော့ push လုပ်နိုင်တယ် average FPS မှာ58.5ဖြစ်သွားမယ်ဆိုတော့60 lock ဝင်းကျင်လောက်ကြီးမရတော့ဘူးဗောနော်တစ်ခါတလေမှာ26 FPS ဝင်းကျင်လောက်ထိတော့မှထိုးကြသွားတဲ့အာခိုက်တက်မျိုးရှိတယ် ဆိုတော့ဒီ FPS graph ကိုကြည့်လိုက်ရင်သိလိမ့်မယ်ဗောနော်ဒီမှာ9မိနစ်နဲ့48စက္ကန့်ဝန်းကျင်လောက်မှာဒီကောင်အာကိုစိုးပဆက်ထိုးကြသွားတဲ့အပိုင်းလေးတွေရှိတယ်။ဘာဖြစ်လို့အဲ့နေရာမှာဒီလောက်ထိုးကြသွားသလဲဆိုတော့အိပ်ပြီးတော့မတဲခွဲဘူးဗောနော်။ပြောရရင်တော့ smooth ဖြစ်တယ်လို့ပြောလို့ရတဲ့အနေအထားလောက်ကတော့ရှိပါတယ်။ Okay အဲ့ဒီ game นี่အကုန်လုံးထက်ဒီ Turbo 4 Pro ကိုအကောင်းဆုံးအကောင်းဆုံး push လုပ်နိုင်တဲ့ game ကတော့ထုံးစံတိုင်းပဲ Car X Drift Racing 3ဒီကောင်မှာ power စားကြီးကိုရှိုးလိုက်6.77 watt အထိစားတယ် ဆိုဒီကောက်မှာဘလောက်တောင်မှပါဝါကိုအုပ်နိုင်တယ်လဲဆိုတော့ဟိုမြင်ရလိမ့်မယ်ပေါ့နော်ဆိုတော့ okay ဒီကောက်မှာကျွန်တော်တို့ပုံမှန်ဒီ game ကိုဆက်ဆက်ဖုံးဖွင့်ခြင်းဆော့ဆော့ခြင်းမှာတော့60 fps ဝင်ကျင်တော့ကတော့တွားနေတာပဲအဲ့လိုတွားနေရင်ကနေပြီးတော့ဒီ fps graph ကိုကြည့်လိုက်60ဝင်ကျင်တော့တွားနေရင်ဒီကောက်က game က auto ကို အတိဝင်းကျင်လောက်ထိကိုဒီကောင် lock လုပ်လိုက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ temperature ကပိုးဆိုးပစက်တက်လာလို့ဒီနေရာမှာကျွန်တော်တို့ဘာပြောလို့ရနိုင်လဲဆိုတော့ temperature က40ကျော်လာပြီဆိုလို့ရှိရင်ပေါ့နော်အဲ့လို40ကျော်လာပြီဆိုလို့ရှိရင်အဲသူ့ရဲ့ thermodynamic ကစလာတယ်ဒီ game မှာတော့ thermodynamic ကတော်တော်ကြောက်ဖို့ကောင်းတယ်ဆိုတော့ဒီမှာ power စားကကျွန်တော်တို့ average 6.77လို့ဖြစ်နေပြီမဲ့တကယ်တမ်းကနောက်မှာ thermodynamic အကြီးလှုပ်ချလိုက်လို့အဲ့လောက်ဖြစ်နေတာပေါ့နော်တကယ်တမ်းက8 watt ကနေပြီးတော့10 watt ကြားတဲ့လောက်စားနေတာ စဉ်းစားကြည့်လိုက်ရင်ဒီလောက်စားတဲ့ပါဝါစားဆိုတာဟိုပြောရရင်ဗျာဘယ်လိုခေါ်မလဲဒါဖုန်းတစ်လုံးရဲ့ပါဝါစားနှုတ်မဟုတ်တော့ဘူးဗျာသိလားဟို Steam Deck တို့ဘာလို့အဲ့လိုမျိုး Android Mobile အာ device တစ်ခုရဲ့ပါဝါစားနှုတ်မျိုးဖြစ်နေပြီရဲရဲဆက်ဆက်ကိုပါဝါစားတယ်အဲ့ဒါကြောင့်မို့လို့လဲသူ့ရဲ့8550 mAh ဆိုတဲ့ battery ကထင်းတော့ကြီး battery မခန့်တာအရန်ကိုတစ်ချိန်လုံးထိုင် push နေမှာဆိုရင်ပေါ့နော်ဒါပေမဲ့လည်းဗျာပြောလို့ပြောတာမဟုတ်ပါဘူး။ Genshin Impact တောင်မှဒီ game လောက်မစားပါဘူး။ ဒီ game ကတော့ဒါအများဆုံးအဆိုးဆုံးအခြေအနေပေါ့နော်ဆိုတော့ဒီ game ကိုဆော့နေတဲ့အချိန်ပေါ့နော်ဒီ60 fps ဝင်းကျင်ရနေတဲ့အချိန်လောက်မှာလက်ကမခံမရနိုင်လောက်အောင်ပူတယ်အဲ့လိုပူနေလွန်းလို့လေသူက30လောက်ထိကိုဒီမှာ short ချလိုက်တာကိုခင်ဗျားတို့တွေ့ရလိမ့်မယ်ဆိုတော့မှန်တယ် performance ကောင်းတာမှန်တယ် sustain လို့မထားနိုင်ဘူးဆိုတော့ blue touch မျိုးမှာဒီကောင်ကကောင်းတယ်လဲဆိုတော့အမ်အရန်ကို performance လိုပြီးတော့ကြာကြာမတုံးမဲ့ scenario မျိုးမှာဆိုရင် performance ကအရန်ကောင်းတယ် performance ကို high burst နဲ့ထုတ်ပြီးတာမှကောင်းတယ်ဗောနော်ဒါပေမဲ့ sustain performance မှာတော့မကောင်းရမ်းပူလာပြီးတော့ဒီကောင် time throttle ဖြစ်သွားတယ်အခါတလေမှာ time throttle လောက်တာဘုံမှမနိုင်တဲ့အခါကျတော့ဖုန်းကြီးပါပြီးသွားတာမျိုးကြီးကြီးတယ် dash mount မှာပဲတော့ဖြစ်တာနော်ဒါတော့စကချက် okay ဆိုတော့ဒီလိုမျိုးနော်အာ display ကောင်းတယ် battery ကြီးပါတယ် charging speed ကလည်းမြန်သေးတယ် IP68 ကလည်းပါသေးတယ် SoC ကလည်း share ပဲဈေးကလည်း12သိန်းလောက်ပဲ ခုတော့ short ထားမှာပေါ့နော်အခင်ဗျားတို့ထင်တဲ့အတိုင်းပဲကင်မရာမှာတော့ short ထားတယ်ကင်မရာမှာဒီကောင်မှာပါတဲ့ setup ကကျွန်တော်တို့ Redmi Turbo 4မှာတော့ငါမြင်ခဲ့ရတဲ့ setup ပဲအရင်ကြီးအားနေတာလားအရင်ကြီးစုပ်ပြတ်တာလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးအဲမြင်တောင်ပြောမယ်ဆိုလို့ရှိရင်7သိန်းကနေပြီးတော့73သိန်းကြားပေါ့အဲ့7သိန်းကနေ73သိန်းကြားလောက် all rounder ကောင်းတဲ့ phone တွေကုန်ယူလိုက်သူတို့ ਨੇ ကင်မရာကိုရှင်ရိုက်ကြည့်အာကောင်းအများကြီးတော့ပုံမညံ့အောင်အများကြီးတော့ပုံမညံ့အောင်လက်ခံလို့ရတဲ့အနေအထားတစ်ခုရှိတယ် အဲတယ်လီဖိုတိုကင်မရာတွေပါနေတော့မပါဘူးเนาะသူမှ ultra wide ရေဂျိုးရိုးရေအခုဒီမှာပြထားတဲ့ specs အတိုင်းပဲပါတယ်အခုဒီမှာမြင်ရတဲ့ပုံအတိုင်းထုတ်ပေးနိုင်တယ်ဒီပုံတွေကိုခင်ဗျားတို့လက်ခံနိုင်တယ်ဆိုလို့ရှိရင်တော့အော် channel နေရာမှာတလောက်ကောင်းနေပြီကင်မရာလေးမကောင်းတာဘာထူးဆန်းလဲပေါ့အဲ့လိုပဲပြန်ပြောရမှာပဲဆိုတော့ကသုံးသက်အနေနဲ့ပြောရရင်အော်ဖုန်းတစ်လုံးလုံးဒါမှမဟုတ်ပစ္စည်းတစ်ခုခုကဈေးတွေထိုးကြတယ်တို့เนาะ ဈေးတက်တာတယ်လို့ performance ကြီးရန်ကောင်းတယ်လို့ kingdom နဲ့ရန်ကောင်းတယ်လို့တာမျိုးတွေကအလကားတော့မဟုတ်ဘူးဥမာသူ့ရဲ့ trade off လေးတွေနဲ့သူတို့ရှိတယ်အဲ့ဒီ trade off တွေကိုခင်ဗျာလက်ခံနိုင်တယ်အဲ့ဒီ risk တွေကိုလက်ခံနိုင်တယ်เนาะ notification နောက်ကြတဲ့ပြဿနာတွေ chinese hyper os ကိုတုံးလို့ရမယ်เนาะတွေးတိုးတဲ့ dan တွေအဲ့ဒါတွေကိုခံနိုင်တယ်ဈေးအများကြီးမတုံးဘူး performance အကောင်းဆုံး display အကောင်းဆုံး hardware level မှာ အကောင်းဆုံးအညွန့်ဆုံးဆိုတဲ့ဟာတွေကိုလိုချင်ရင်တော့ခင်ဗျာ12သိန်းဆိုတဲ့ဈေးတန်တန်လေးမှာဒီလိုဖုန်းမျိုးရတခြားဘယ်နေရာမှာမှမဖြစ်နိုင်ဘူးဒါပေမဲ့အလက်ကားတော့မရဘူးမိတ်ဆွေဘယ်အရာမှတော့အလက်ကားမရဘူးနည်းနည်းတော့ရှင်ခုန်ပေးရလိမ့်မယ်ဒါကိုလက်ခံနေလက်မခံဘူးကတော့မိတ်ဆွေတွေရဲ့သဘောပဲအခုရှိတာကဘာလဲဆိုတော့ဒီဖုန်းကြီးနဲ့ရှင်ပြီးတော့ ဟာဟို15သိန်းနဲ့ဖုန်းတလောက်လဲ performance မကောင်းတလောက်လဲဟိုမကောင်းအဲ့လိုတော့သွားမရှင်သင့်တချို့ကောင်တွေကအာ mature ဖြစ်နေပြီးသား brand တွေက refine ဖြစ်နေပြီးသား OS တွေနဲ့ reliable ဖြစ်တဲ့ဖုန်းတလုံးကိုဒီကောင်ထက်ဈေးပိုပေးရတာဘာမှမထူးဆန်းဘူးဒီကောင်က normal မဟုတ်အဲ့ဒါကိုသိထားဖို့လိုတယ်ဟိုကောင်တွေက normal ဒီကောင်ကတတနေတာသိလားဆိုတော့ဟိုကောင်တွေကိုကြည့်ပြီးတော့ဟာ ဒီကောင်ကတာဘူဖူဘရိုထက်လည်းအများကြီးလဲစေးဖို့ကြီးသေးတယ်ပေါ်ဖော်မန့်ကလည်းလောက်မကောင်းဒီစပြက်လည်းလောက်မကောင်းဒီကောင်တွေကဂျင်းနေဆိုပြီးအဲ့လိုတော့ပြောလို့မရဘူးဒီကောင်တွေကဂျင်းနေတာမဟုတ်ဘူးဒီကောင်ကအလှပေးနေတာလို့ကျွန်တော်တော့ပြောချင်တယ်ဒါတော့ရမီတာဘူဖူဘရိုပေါ်မှာကျွန်တော်မြင်တဲ့အမြင်အကုံပါပဲခင်ဗျာကျွန်တော်နဲ့ဘာတွေကိုသဘောတူလဲဘာတွေကိုသဘောမတူဘူးလဲသဘောမတူတဲ့လူတွေအများကြီးရှိမှအောင်သိတယ်ဆိုတော့ဘာတွေကိုသဘောမတူဘူးလဲအဲ့ဒါကိုကြားကြားကြည့်ကြည့်နေပါဘောနော် ျွန်တော်ရဲ့ experience နဲ့ပြန်ပြီးတော့ခင်ဗျားတို့ကိုလည်းပြန်ပြီးတော့ညင်းခုန်ကျင်တယ်ဆိုတော့သုံးတဲ့နိုင်မယ့်အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညင်းခုန်ညင်းညာလို့ရပါတယ်နောက်နေ့မှတွေ့တော့ပါ